မင်္ဂလာပါ theology တလုပ်စာကနေကြိုဆိုပါရစေလူတို့ကြံစီပေးမမိနိုင်တဲ့ဘုရားသခင်ထံကညီသက်ခြင်းနဲ့ပြည့်စုံကြပါစေဒီနေ့တော့ကယ်၍တတရဗိမှန်တော် ပြန်လည်တိဆောက်ကြမယ်ဆိုရင်ဘုရားသခင်နှစ်သက်တဲ့အရာဖြစ်မလားဘုရားသခင်ယွန်ရှာတဲ့အရာဖြစ်မလားဆိုတဲ့မေးခွန်းကိုအထိကအဖြေရှာဝင်မျှခြင်းပါတယ်ပြီးတဲ့အခါမှာဆက်ဆက်ပြီးဘေးရန်ကြီးကာလရောက်ခဲ့ရင်ဣတိလလူမျိုးတွေပဲမာတုယအဖြစ်အသေးခံပြီး ကဲတင်ချင်းရကြမယ်ဆိုတာရောတမတရားနဲ့ညီရဲ့လားဆိုတာကိုပါအနေငယ်အဖြစ်ရှာဝေမျှကြပါတယ်။ဒါကဖရာသားသမီးတွေအတွက်တကယ်ကိုစင်ကျင်စင်စားသင့်တယ်လို့ကျွန်တော်မြင် ပြီးတဲ့အတွက်ကြောင့်ခံယူမိတဲ့အတွက်ကြောင့်ဝေမျှဖို့ဆုံးဖြတ်ခဲ့တာပါ။အငင်းခုံဖြစ်ဖို့ဝေဖန်တိုက်ခိုက်ဖို့ဆိုတာထက်တမတရားလမ်းကနေမလွဲစေဘူးလို့ခံယူပြီးဝေမျှခြင်းပါတယ်။ပထမဆုံးအနေနဲ့ယေရုရှလင်မြို့မှာ ဗိမာန်တော် ပြန်လည်တည်ဆောက်မယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးပြောချင်ပါတယ်။ခရိယန်ယုံကြည်သူတွေကြားမှာဒီဗိမာန်တော်ပြန်လည်တည်ဆောက်မယ်ဆိုတဲ့အရာကဝမ်းသာအားရကြိုးစို့သင့်တဲ့အရာလိုလိုပြောဆိုနေကြတာတွေကိုလည်းတွေ့မြင်မိပါတယ်။ဒီလိုဗိမာန်တော်ကြီးပြန်လည်တည်ဆောက်ပြီးရစ်ပူဇော်ခြင်းတွေပြန်လုပ်မယ်အကြောင်းကျမ်းစာမှာပြောထားတယ်။ဒါတွေပြည့်စုံတော့မယ်လို့ဟောကြားကြပါတယ်။ဒီလိုဗိမာန်တော်ပြန်တည်ဆောက်ခြင်းရစ်ပူဇော်မှုပြုလုပ်ခြင်းတွေက ဖျားသခင်နှစ်သက်တဲ့အရာတွေလူလူထင်မြင်မိစရာဖြစ်လာပါတယ်။ကျွန်တော်အနေနဲ့ကတော့ဒီလိုယေရုရှလင်မြို့မှာတကယ်ပဲဗိမာန်တော်ကြီးပြန်လည်တည်ဆောက်မယ်လို့ကျမ်းစာကပရောဖက်ပြုထားလားမပြုထားဘူးလားယေပူဇော်ခြင်းတွေပြန်လုပ်ကြမယ်လို့ပရောဖက်ပြုထားလားမပြုထားဘူးလားဆိုတာကိုအဓိကထားပြီးမပြောချင်ပါဘူး။ကျွန်တော်အဓိကထားပြီးပြောချင်တာကတော့အကယ်၍တကယ်ပဲဗိမာန်တော်ပြန်လည်တည်ဆောက်တယ်ဆိုရင်ဒါကဖျားသခင်နှစ်သက်တဲ့အရာလားယွန့်မုန်းတဲ့အရာလား ယေပူဇော်ခြင်းတွေကိုပြန်လုပ်မယ်ဆိုရင်ဒါကဖရာသခင်နှစ်သက်မဲ့အရာလားယွံမုံမဲ့အရာလားဆိုတာကိုပဲအဓိကထားတမန်တော်နဲ့ရှင်ပြီးပြောပြချင်ပါတယ်။တိုင်းရိုက်ဖဲကျွန်တော်တွေ့မြင်မိတဲ့တမန်တော်ကိုပြောပြရရင်တော့ယေရုရှလင်မြို့မှာတကယ်ပဲဗိမာန်တော်အဆောက်အဦပြန်ဆောက်မယ်ဆိုရင်ဒါကသခင်ယေရှုခရစ်တော်တည်ဆောက်ထားတဲ့ဗိမာန်တော်ကိုအတိမတ်မပြုခြင်းဖြစ်တာကြောင့်ဖရာသခင်နှစ်သက်တဲ့အရာမဟုတ်နိုင်ဘူးလို့ပြောချင်ပါတယ်။ ကျွန်တော်အဖြစ်ကိုတစ်ခေါက်ထပ်ပြောရရင်ယေရုရှလင်မြို့မှာတကယ်ပဲဗိမာန်တော်အဆောက်အဦပြန်ဆောင်မယ်ဆိုရင်ဒါကသခင်ယေရှုခရစ်တော်တည်ဆောက်ထားတဲ့ဗိမာန်တော်ကိုအတိအမှန်မပြုခြင်းမယုံကြည်ခြင်းဖြစ်တာကြောင့်ဖျားသခင်နှစ်သက်တဲ့အရာမဟုတ်နိုင်ဘူးလို့ပြောချင်ပါတယ်ဒီနေရာမှာပထမဆုံးသိထားသင့်တဲ့အရာတစ်ခုကတော့တတရားဗိမာန်တော်ဆောက်မယ်လို့ပြောတဲ့အခါဖျားကြောင်အကောင်းစားအစ်စ်တကြောင်စောက်မယ်လို့ပြောနေတာမျိုးမဟုတ်ပါဘူးဒီလိုဗိမ္မာန်တော်ပြန်လဲတိဆောက်ခြင်းက ဖျားသခင်ကိုတူနွားတရိษံရစ်ပူဇော်ခြင်းတွင်နဲ့ပြန်လဲပူဇော်ကိုးကွယ်လို့ရအောင်ဖျားသခင်ကိန်းဝတ်ရာတန်ရှင်းရာဌာနပြန်လဲတည်ဆောက်မယ်လို့ပြောနေတာဖြစ်ပါတယ်ဒီကွဲပြားမှုကိုလည်းနားလည်စေချင်ပါတယ်ဗိမာန်တော်ပြန်ဆောက်တယ်လို့ပြောတာနဲ့ဖျားကြောင်ဆောက်သူလိုမျိုးမမြင်သင့်ပါဘူးဗိမာန်တော်ပြန်လဲတည်ဆောက်တယ်ဆိုတဲ့အခါမှာတရိษံရစ်ပူဇော်ခြင်းတွေကိုပြန်လဲအသက်သွင်းဖို့ရန်အတွက်လည်းဖြစ်ပါတယ်ဒါကပြဿနာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်ဖျားသခင်ကိန်းဝရဌာနမြေကြီးပေါ်မှာတိဆောက်ခြင်းအရာတရိษံအသွေးနဲ့ရစ်ပူဇော်ခြင်းအရာကသခင်ယေရှုခရစ်တော်လက်ထက်မှာပြည်စုံခြင်းသို့ရောက်ရှိခဲ့ပြီးပါပြီသခင်ယေရှုခရစ်တော်အားဖြင့်ပြည်စုံခြင်းသို့ရောက်ရှိခဲ့ပြီးပါပြီတန်ရှင်းရဌာနတိဆောက်ခြင်းနဲ့ပတ်သက်ပြီးတမန်ကျမ်းစာဖော်ပြချက်ကိုကြည့်မယ်ဆိုရင်ပထမဆုံးမှာမောရှေကိုအဖဖျားသခင်ကိုရော်တိုင်ကတိုက်ရိုက်ငါသည်တင်တို့တွင်ကျင်းဝေရာဖို့ တန်ရှင်းရာဌာနကိုလောက်ကြစေဆိုပြီးထွက်မြောက်ရာကြံခန်းကြီး25အငွေရှင်းမှာမိန့်ကြားခဲ့ပါတယ်ဒီလိုတဲတော်ကိုတိဆောက်ခဲ့ကြပြီးတိုးလေတဲ့ကာလတစ်လျှောက်လုံးဖျားသခင်ရဲ့တန်ရှင်းရာဌာနတော်ကလည်းလှည့်လေသွားလာတည်ရှိခဲ့ပါတယ်နောက်ထပ်ကြီးမားတဲ့အပြောင်းအလဲတစ်ခုကတော့ရှောလမုန်လက်ထက်မှာဖြစ်ခဲ့ပါတယ်တဲတော်ဆိုတဲ့အနေထားကနေယေရုရှလင်မြို့မှာတည်တည်တန့်တန့်ဗိမာန်တော်ဆိုပြီးတည်ရှိခဲ့ပါတယ်ဒီအချိန်မှာဖျားသခင်ကိုကိုးကွယ်လိုသူ ယေပူဇော်လူသူတွေကယေရုရှလင်မြို့ကိုသွားခဲ့ရပါတယ်။ဒီလိုနဲ့ဗိမာန်တော်ပျက်စီးသွားလိုက်ပြန်တီးဆောက်လိုက်နဲ့သခင်ယေရှုခရစ်တော်ရဲ့လက်ထက်ရောက်တဲ့အခါမှာတော့အကြီးမားဆုံးပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။သခင်ယေရှုခရစ်တော်ကတမန်ကျမ်းစာမှာဘလို့ပြောတယ်လဲဆိုရင်ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့သုံးရက်အတွင်းတွင်ငါတီးဆောက်မည်ဆိုပြီးပြောခဲ့ပါတယ်။ဒီစကားကပုံဆောင်ချက်စကားလောက်မဟုတ်ပါဘူး။ ။သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်ပြောတဲ့စကားကတမန်တရားဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်က၃ရက်အတွင်းဗိမာန်တော်ကိုတည်ဆောက်မယ်လို့ပြောထားတာပါ။ဒါကြောင့်တကယ်လဲ၃ရက်အတွင်းမှာဗိမာန်တော်ကိုတည်ဆောက်ခဲ့တယ်ဆိုတာကိုသိစေချင်ပါတယ်။ဒီဗိမာန်တော်ကတော့သခင်ယေရှုခရစ်တော်ရဲ့ကိုခန္ဓာတည်ဟူသောသခင်ယေရှုခရစ်တော်ရဲ့အသင်းတော်ဖြစ်ပါတယ်။ကိုရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်16မှာလည်းတိတိကျကျသင်တို့သည်ဖိယသခင်ဤဗိမာန်တော်ဖြစ်ကြသည်ကို၎င်း ဖျားသခင်၏ဝိညာဉ်တော်သည်သင်တို့အထက်၌ကျင်းဝတ်တော်မူသည်ကို၎င်းမသိကြသလောဆိုပြီးဖော်ပြထားပါတယ်။ဒီလိုအသင်းတော်ကသခင်ယေရှုခရစ်တော်ရဲ့ကိုခန္ဓာတော်ဖျားသခင်ရဲ့ဗိမာန်တော် ဖြစ်တယ်ဆိုတဲ့အကြောင်းကိုအေဖက်ဩဝါဒစာခန်းကြီး2အငယ်16ကနေအငယ်22ကိုကြည့်ရင်လည်းတွေ့ရမှာပါ။ဒီလိုအသင်းတော်ကဖျားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာကိုစစ်မှန်တဲ့တမန်ကျမ်းစာယုံကြည်သူတိုင်းလည်းညင်းမယ်လို့တော့မထင်မိပါဘူး။ ဒါကိုဘာလို့ပြောရသလဲဆိုရင်တော့မြေကြီးပေါ်မှာဖျားသခင်ရဲ့ဗိမ္မာန်တော်ဖျားသခင်ရဲ့တန်ရှင်းရာဌာနတော်ကရှိနေပါပြီ။ထပ်ပြီးတိဆောက်ဖို့မလိုတော့ဘူးဆိုတာကိုသိစေချင်လို့ပါ။အကယ်၍နောက်တစ်လုံးတိဆောက်မယ်ဆိုရင်အခုရှိနေတဲ့ဖျားသခင်ရဲ့ဗိမ္မာန်တော်ကိုအတိအမှန်မပြုဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ဒီလိုသခင်ယေရှုခရစ်တော်ကိုယုံကြည်ပြီးကိုတကိုထဲမှာဗတ္တိဇံခံရတဲ့သူတွေကစစ်မှန်သောဖျားသခင်ရဲ့ဗိမ္မာန်တော်ဖြစ်တယ်ဆိုတာကို တီးစီဖို့ရန်အတွက်လေတမန်တော်ကြီးတွေလက်ထက်ကတည်းကဂျူးလူမျိုးတွေကြားမှာဟောပြောခဲ့တာဖြစ်ပါတယ်အခုခေတ်မှာရှိနေတဲ့ဂျူးလူမျိုးတွေလည်းဒီအရာကိုကြားဘူးကြပါတယ်အသင်းတော်ကဖျားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာတမန်ကျမ်းစာကဖော်ပြထားတာကိုမသိလို့ဗိမာန်တော်ထက်ဆောက်တာပါလို့ပြောစရာအကြောင်းမရှိပါဘူးဒီနေ့ခေတ်မှာရှိတဲ့ဂျူးလူမျိုးတွေအနေနဲ့မသိတာမဟုတ်ပါဘူးမယုံလို့ဖြစ်ပါတယ်သခင်ယေရှုသည်ခရစ်တော်မေရှိယဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း မကြားမသိဘူးတာမဟုတ်ပါဘူးမယုံကြတာဖြစ်ပါတယ်မယုံကြည်ဘူးဆိုရင်တော့ဂျူးလူမျိုးပဲဖြစ်ဖြစ်တပါးမျိုးသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဖခင်သခင်ရဲ့သားသမီးမဖြစ်နိုင်ပါဘူးပြီးတဲ့အခါဗိမ္မာန်တော်စောက်တယ်ဆိုတာရစ်ပူစောကိုးကွယ်ဖို့လည်းဖြစ်ပါတယ်ဖခင်သခင်နှစ်သက်တော်မူသောရစ်ကို သခင်ယေရှုခရစ်တော်ကသူ့ရဲ့ကိုယ်ခန္ဓာကိုပါပူဇော်သောအားဖြင့်တရိစ္ဆာန်ရစ်ပူဇော်ခြင်းအလုံးကိုအဆုံးသတ်စေခဲ့ပြီးပါပြီ ဒါကြောင့်ဟေဘေဩဝါဒသာကန်ကြီးတစ်ဆယ်ကိုဖတ်ကြည့်မယ်ဆိုရင်လေထိုအပြစ်တော့ကိုလွတ်ပြီးလျင်နောက်တစ်ပံအပြစ်ဖြစ်သောပူဇော်တက္ကာကိုပြုเสียအကြောင်းမရှိလို့ပြောထားပါတယ်။သူနွားစိတ်တရိษံတွေရဲ့အသွေးနဲ့ရစ်ပူဇော်ခြင်းကိုဖရာသခင်လက်မခံတော့ပါဘူး။သခင်ယေရှုခရစ်တော်ကိုတော်တိုင်းကလည်းငါ့ကိုအမိမပြုလျင်ဘယ်သူမှခမီးတော်ထံသို့မရောက်ရလို့တိတိကျကျပြောထားပါတယ်။သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုအတိမတ်မပြုဘဲ တရိษံအသွေးနဲ့ပူဇော်ပြီးဖျားသခင်ရှိကို တိုးဝင်ဖို့ကြိုးစားမယ်ဆိုရင်ဒါကဟေဘေဩဝါဒစာခန်းကြီး30အငယ်29မှာပြောသလိုထိုများမကဖျားသခင်ဤသားတော်ကို ခြေဖြင့်ကြော်နှင်းလျက်မိမိကိုစင်ကြယ်စေသောဗတိညင်တရားဤအသွေးကို အပြစ်တင်တော်သူ ဖြစ်သွားမှာပါသခင်ယေရှုခရစ်တော်တည်ဆောက်ထားတဲ့ဗိမာန်တော်ကိုအတိအမှန်မပြုခြင်းသခင်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရစ်ပူဇော်ခြင်းကိုမလုံလောက်ဘူး တရိတ်ဆန်အသွေးကိုပြန်ပူဇော်ရမယ်လို့ယုံကြည်ခြင်းတွေကဘုရားသခင်နှစ်သက်တော်အရာဘလို့မှမဖြစ်နိုင်ပါဘူးဘုရားသခင်ယွန်ရှာတော်အရာပဲဖြစ်ပါလိမ့်မယ်ဒါအပြင်ယစ်ပူဇော်ရမယ်ဆိုရင်ယစ်ပရောဟိတ်မင်းနဲ့ယစ်ပရောဟိတ်တွေလည်းလိုအပ်လာပါတယ်ဟေဘေဩဝါဒစာခန်းကြီး9အငယ်24မှာကြည့်ရင်ယေရှုမူကားနှိမ့်ဆထာဝရတည်သောကြောင့်မပြောင်းမလဲသောယစ်ပရောဟိတ်အရာ၌ခံထားလျက်ရှိ၏လို့ပြောထားပါတယ် သခင်ယေရှုခရစ်တော်ကမပြောင်းမလဲသောထာဝရယေဘရဟိမင်းဖြစ်ပါတယ်။ဒီလိုမျိုးယေဘရဟိမင်းရှိနေတဲ့သားနဲ့တခြားယေဘရဟိမင်းတယောက်ကိုရွေးပြီးဆိုရင်ဒါကသခင်ယေရှုခရစ်တော်ရဲ့နေရာကိုလူယူတဲ့ဖျားနေရာလူယူခြင်းတဲ့စာတန်ရဲ့လောက်ရဖြစ်ပါလိမ့်မယ်။ဒါ့အပြင်ဒီကနေ့ယေဘရဟိအမျိုးအနွယ်တွေက သခင်ယေရှုခရစ်တော်အားဖြင့်ရွေးကောက်ခြင်းခံရတဲ့ခရစ်ယာန်အသင်းတော်ဖြစ်ပါတယ်။ဒါကခရစ်ယာန်ယုံကြည်သူတိုင်းသိနေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့တွေကမင်းစီစဉ်ရှိသောယေဘုဟိမျိုးတွေဖြစ်ကြပါတယ်။ဒါကဖျားသခင် ကိုတော်တိုင်ဘေးသိပ်ပြီးခန့်အပ်ထားတဲ့အရာဖြစ်ပါတယ်။ဒီလိုပြောတဲ့အခါမှာတချို့သောဆရာဆရာမတွေကအသင်းတော်နဲ့ဂျူးလူမျိုးတွေကမတူဘူး။ဂျူးလူမျိုးတွေအတွက်တီးခြားကယ်တင်ခြင်းအစီအစဉ်ရှိတယ်ဆိုတဲ့သဘောပြောတာကြားရပါတယ်။ဂျူးလူမျိုးတွေကပြည့်ညက်တရားကိုကျင့်ဆောင်ခြင်းအပြင်ကယ်တင်ခြင်းရမလို့လို့ပြောတာလည်းကြားရပါတယ်။ဘေးဒဏ်ကြီးကာလာရောက်လာရင်တော့ ပြည့်ညတ်တရားကိုကျင့်ဆောင်တဲ့ဂျူးလူမျိုးတွေပဲဖျားသခင်ကိုဆက်ပြီးကိုးကွယ်မယ်တသက်ခံကြမယ်အသေးခံကြပြီးမာတူးရတွေအဖြစ်ကယ်တင်ရရမယ်ဆိုတဲ့သဘောမျိုးပြောကြပါတယ်ဒီလိုပြောတဲ့အခါဖျားသခင်စီမှာလူတွေကိုကယ်တင်ခြင်းပေးဖို့အစီအစဉ်နီလန်နှစ်ခုရှိတယ်လို့ဖြစ်သွားပါတယ်သခင်ယေရှုခရစ်တော်ပြောထားတာကတော့သူသားလျင်လန်ခရီတမတရားအသက် ဖြစ်တယ်လို့ပြောထားတာပါတလန်နေဖြစ်ပါတယ်ဒါပြင်ဂလာတိဩဝါဒစာခန်းကြီး2အငယ်16မှာ ပြဉ္ညတ်တရားဤအကျင့်အာဖြင့်အဘယ်သူမျှဖြောင့်မတ်ရသို့မရောက်နိုင်ရာလို့တိတိကျကျပြောထားပါတယ်။အာဒံနဲ့အေဝပဲဖြစ်ဖြစ်ဂျူးလူမျိုးပဲဖြစ်ဖြစ်ကချင်ကရားကရင်ချင်းမွန်ပမာရခိုင်ရှမ်းပဲဖြစ်ဖြစ်ဘေးဒဏ်ကြီးကာလပဲဖြစ်ဖြစ်ပြဉ္ညတ်တရားဤအကျင့်အာဖြင့်အဘယ်သူမျှဖြောင့်မတ်ရသို့မရောက်နိုင်ပါဘူး။ယုံကြည်ခြင်းအာဖြင့်ဂျေဇုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အနှစ်ချုပ်ကျွန်တော်တိမြင်ခွင့်ရတဲ့တမန်တော်ကိုပြောပြရရင်တော့ သခင်ယေရှုခရစ်တော်ကိုယုံကြည်သောသူအစုဝေးသည်စစ်မှန်သောဖခင်သခင်ရဲ့ဗိမ္မာန်တော်ဖခင်သခင်ရဲ့တန်ရှင်ရဌာနဖြစ်ပါတယ်ဗိမ္မာန်တော်ရှိနေပါလျက်ထပ်ပြီးတိဆောက်ခြင်းကသခင်ယေရှုခရစ်တော်တိဆောက်ထားတဲ့ဗိမ္မာန်တော်ကိုအတိအမှန်မပြုခြင်းယုံကြည်လက်ခံမှုမရှိခြင်းဖြစ်ပါတယ်မယုံကြည်ခြင်းရဲ့အကျိုးရလဒ်ကတော့ယူဒလူမျိုးဖြစ်ဖြစ်ဟေလသလူမျိုးဖြစ်ဖြစ်အတူတူပါပဲမယုံကြည်ရင်အပြစ်စီရင်ခံရမှာဖြစ်ပါတယ်ပြီးတဲ့အခါ သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကတရိတ်ဆန်ရစ်ပူဇော်ခြင်းအလုံးကိုလည်းအပြည့်သက်စေခဲ့ပြီးဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုလက်မခံဘဲတရိတ်ဆန်အသွေးနဲ့အပြည့်ဖြေဖို့အကြိုးစားရင်လူသားတွေကို စင်ကြယ်စေတဲ့ဗတိညင်တရားရဲ့အသွေးသခင်ယေရှုခရစ်တော်ရဲ့အသွေးကိုအပြစ်တင်မထီမဲ့မြင်ပြုခြင်းဖြစ်ပါတယ်။နောက်ပြီးအရေးကြီးတဲ့အရာတစ်ခုကတော့ဖိယသခင်ရဲ့ကယ်တင်ခြင်းအစီအစဉ်ကတလန်းနေဖြစ်ပါတယ်။ ဂျူးလူမျိုးဖြစ်လို့ဟေလသလူမျိုးဖြစ်လို့ခွဲခြားမထားပါဘူး။သခင်ယေရှုခရစ်တော်ကိုယုံကြည်ရင်ဂျေဇုတော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်ပြီးဖခင်သခင်ရဲ့ဗိမ္မာန်တော်မင်းစည်းစိမ်ရှိသောယေဘရဟိတ်မင်းမျိုးတွေဖြစ်ခွင့်ရပါတယ်။အကယ်၍တကယ်ပဲဖခင်သခင်ကိန်းဝေးရာဗိမ္မာန်တော်အဖို့ဆိုပြီးယေရုရှလင်မြို့မှာအဆောက်အဦးကိုတည်ဆောက်နိုင်ခဲ့ရင်အဲ့ဒီအဆောက်အဦးကို၌ကတန်ရှင်းရလို့အမိခံတဲ့ညဉ့်ညူးရာအရေးကြီးပဲဖြစ်နေမှာပါ ကဲ၍ကျွန်တော်ရဲ့တမတရားပေါ်တည်မြဲနားလည်မှုအရာပေါ်မှာဆွေးနွေးဝေဖန်ထောက်ပြချင်တာများရှိရင်လည်း comment မှာပြောပြပေးလို့ရပါတယ်။အာမနာတန်စေတနာနဲ့တမတရားနဲ့အညီပြောမဲ့သူအားလုံးကိုကျေးဇူးပါတယ်။ဖျားသခင်သာ၍ကောင်းချီးပေးပါစေ။